ုံးမဲမင်္ဂလာပါဗီဒီယိုရေမှကြိုးစားပါတယ်ကျွန်တော်မနောပေဘာဘူဗီဒီယိုဟာ မွေတဲ့ကေကိုတီးပြီးခွန်မြစားကရရှိတဲ့ကျွင်းကိုမူတီးပြီးဟောရတဲ့ဗီဒီယိုမညာဖြစ်ပါပြီမာဘုတ်ဆိုတာမဟာ ကြည်မြတ်သောဘုဒ္ဓဒကြီးလေးပါအဖွဲ့တီး ဒကြီးလေးပါးကို ခြေခံပြီးဟောရတဲ့ပညာဟုသိမဲ့ရပါမယ်။မဟာဘုရေဒီမှာမြေနာနဲ့ပတ်သက်ပြီး မြေနာဆိုတာပါဏီတကားဖြစ်ပြီးပျက်စီးခြင်းသုံးရှုံခြင်းရက်တန့်ခြင်းခက်ခဲခြင်းပြောက်ွယ်ပြက်ပြောက်ွယ်ပြက်ပြုံးခြင်းသေဆုံးကုန်ခန်းခြင်းတို့ဟာ မြေနာသဘောများပြင်ဖြစ်ပါတယ်။မိမိတို့မွေးဖွားသောတက္ကိမဘဖွားလာသော မူလမာဘုံမှာမြေနာကျူဟာတဘွာလုံးရမုံနေမိရဲ့ကြီးဖြစ်ပါလေ။ရောင်စက်ကောသာတက်ကဲမှာပေါဖွာလာတော့ကောသာမာဘုံမှာမြေနာကျူဟာရောင်စက်တနစ်ဒါတွက်လွမုံနေမိအိမ်မဲကြီးဖြစ်ပါလေ။အဲ့ဒီအိမ်မဲဟာလူတိုင်းကိုတော့ဒုက္ခမပေးတတ်ပါဘူး။သို့တော့သူနဲ့သက်ဆိုင်သူများကိုတော့ညာဒါသနာလေးတော့မရှိပါဘူး။ဒါဆိုရင် ဘသူကိုဒုက္ခပေးရဘသူကိုဒုက္ခမှလုခဲ့အောင်မိတို့ပြုလို့ရမိကိုအဲ့ဒီဖြစ်ရှင်နိလမ်းများကတော့ရှိပါတယ်ထောင်တော့ရှိတဲ့ခုနှစ်ခုနှစ်မှာကောသာမာဘုဟာဘုရုမြေနလွမ်းမိုးခြင်းခံရသောနေ့ဖြစ်ပါတယ်မြေနအိမ်မှာဘုရုချိုရှိနေခြင်းကြောင့်ယခုနှစ်မှာဘုရုသားသမီးတို့မဟုတ်မူလမာဘုတွင်မြေနခွေ၌ဘုရုချိုရှိနေသူများ ထောင်345ခုထောင်352ခုထောင်359ခုထောင်366ခုထောင်383ခုနှင့်မွေးဖွားသူများဟာသူတည်ထားကြရန်လိုအပ်ပါအဲ့ဒီပုဂ္ဂိုလ်များဟာကျမ်းမာရေးပိုင်းမှာစိတ်မငြိမ်မသက်ဖောက်ပြန်ခြင်းဝေယုပြန်ယောဂဖြစ်ခြင်းခြေလက်တို့ထိခိုက်နာတရားဖြစ်ခြင်းဝါးနဲ့ပတ်သက်တဲ့ယောဂလေပြက်လေထိုးလေအောင်ယောဂများဖြစ်တတ်ခြင်း လင်းမုံတိုင်းတိုင်းကြောင့်ထိခိုက်ပျက်စီးခြင်းမျိုးလဲကြုံရတတ်ပါလေစီဝါရေးလောက်ကိမှာရွယ်တူတန်းတူများဘုံပြိုင်ဒုက္ခပေးခြင်းခံရတတ်ပါလေခီးသွွာလာမှုအကျုံးမပြုပါဘူးလင်းလေလေဖျားခြင်းခံရတတ်ပါလေဒီဒီထားပါလိမ့်မယ်ရွှေထက်တတ်မယ်လေယာမြေပျက်စီးဆုံးရှုံးတတ်မယ်မိတ်ပြတ်တတ်မယ်စသဖြင့်ဖြစ်နိုင်ပါလေဘုရားဥဒ္ဒသမီးများဟာ ကံပွင့်သူတောင်းကာရာတို့ကိုသက်စီတုံမအနည်းဆုံး၄ခေါက်ရွတ်ဆိုပြီးတန်းတန်ဖျားတို့ကိုစိတ်မထက်ထက်ရည်သူပြီးအုံညွအင်းချင်းညွဘုံတို့ခေါက်ဆွဲလူပဲပစ္စည်းများကိုရိုးတည်တည်လူတန်းကလူရဆူတောင်းမှာဖြစ်ပါလေအဲ့ဒီနောက်မှာဓမ္မဒီဝနှကောင်းနှမြက်နှပောင်းတို့အားအောင်းစီကြောင့်မေတ္တာပို့အများပေးဝေပါသူတို့ကသူမြလောင်းပေါင်းတို့ကပေးဝေသောပို့တတ်သောကုသိုလ်တို့ကိုသာလူခေါ်ပါ စိတ်မယုံကြည်ကြည်လေးလေးမြတ်မြတ်အကျဉ်းချင်းပြုတ်လုံနိုင်ပါကကောင်းညိုချမ်းသာဗျာတိတိတတရရှိလာပါလိမ့်မယ်ခင်ဗျာအားလုံးပဲမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါဗျာ